Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်တို့လန်ခဏရှောက်ယုံနဲ့မောပန်းနေနေဆိုလို့ရှင်တော့အခုပြပြမဲ့အကြောင်းရင်းအကြောင်းဖြစ်ပါတယ်ကျွန်တော်လန်ခဏရှောက်ပြီးတိုင်းအသက်ရှင်မသွားတယ်လို့ခံစားရတယ်ဆိုလို့ရှင်ဒါဆိုရင်ရပါတယ်အထူးသဖြင့်ကတော့ရုပ်တရက်ဖြစ်တာပုံမှန်ထက်ပိုဖြစ်များလာရင်ပို့ပြီးတော့တောင်းဆိုရင်ရပါတယ်တခါတည်းမှာကျွန်တော်တို့ကိုလက်လို့ရှောက်မှုပြတဲ့အခါတွေရာသီဥတုပူပြင်းတဲ့အခါတွေပေါ့နော်ပြီးတော့စေပီစီးမှုများတဲ့အချိန်တွေမှာ လမ်းပိုင်းရန်ကအသက်ရှင်မဝတာမျိုးဖြစ်တတ်ပေမဲ့မာဇာကနာဆိုလိုလိုအာကြောင်းပြားကြမှမရှိဘဲနဲ့အသက်ရှင်မဝခြင်းဖြစ်မယ်ဆိုလို့ရှင်တော့ဒီအောက်ခံကြမှာပြဿနာတစ်ခုခုရဲ့လက္ခဏာဖြစ်နေပါတယ်ဒါအဆုနှလုံးစိတ်ကြမှာရေးပေါ့နော်ဒီဆိုရင်ပုံမှန်မှုမျိုးလိုထိခိုက်စေတဲ့အခြေအနေတွေကြောင့်ဖြစ်နေပါတယ်တခါတရံမှာကိုခန္ဓာကြွက်သားတွေအာနေနေတယ်လို့လည်းဖြစ်တတ်ပါတယ် တော်တော်လေဒီအသက်ရှင်မွားခြင်းအောင်စတိုင်းဖြစ်လာတယ်ဒါမှမဟုတ်ပိုဆိုးလာတယ်ဆိုလို့ရှင်တော့လူလူရှူထားလို့မဖြစ်ပါဘူးဒါညထိုင်မှုပုံစံပြောင်းလဲပေါ့လားဒါမှမဟုတ်ဆေးကုသမှုခံယူဖို့လိုအပ်ပြီလားဆိုတာကိုသိရှိဖို့ဘာကြောင့်ဖြစ်ရတယ်ဆိုတာနားလေဖို့ပထမဆုံးအနေနဲ့အရေးကြီးပါတယ်အဲဒီတော့ကျွန်တော်တို့လန်းခဏရှောက်ရုံနဲ့မောပန်းနေတယ်ဆိုလို့ရှင်တော့အခုဖော်ပြမယ်အကြောင်းရင်းရှစ်ချက်ကြောင့်ပဲဖြစ်ပါတယ်နံပါတ်1အချက်အနေနဲ့ကတော့ကော်လက်လှောင်ရှားမှုမရှိခြင်းပဲဖြစ်ပါတယ် ကာလာကြာရှည်ကိုလည်းလှုံရှားမှုနေပြီးတော့ထိုင်ကုန်မှာပဲအချိန်ကြာကြာနေတဲ့သူတွေမှာခန္ဓာကိုယ်ရဲ့အစည်းအဝါကံမဖြစ်စင်တွေနှေးကွေးသွားတတ်ပါတယ်။ဒီလိုအခြေအနေမျိုးကိုခန္ဓာကိုယ်ထိုင်ပိုင်းကျွန်းလုံးခေါ်ပါတယ်။ဒီလိုဖြစ်နေချိန်မှာရုတ်တရက်လမ်းနေငယ်ရှောင်းပြီးရင်နှလုံးခုန်မြန်ပြီးတော့သက်ရှူမြန်ကမိုးပန်းလွယ်တတ်ပါတယ်။ဒါယောဂတစ်ခုမဟုတ်ဘဲနဲ့ကိုလည်းလှုံရှားမှုနေရကနေဖြစ်လာတဲ့တဘာဝတုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။ပုံမှန်လေးချိန်ကပြုလုပ်ခြင်းဖြင့်ပြန်လည်တိုးတက်အောင်ပြုလုပ်နိုင်ပါတယ်။နံပါတ်2ကတော့ကိုလေးချင်းများခြင်းကြောင့်ဖြစ်ပါတယ်။ ခန္ဓာကိုယ်ဒုတိယညွန်ခဲ့ BMI 30နဲ့အထက်ရှိသူတွေမှာအဆုံးနဲ့နှလုံးကပုံမှန်ထက်ပုံမလိုလို့ရပါတယ်။ဝါးပိုင်းနဲ့ရင်ပိုင်းတဝိုင်းမှာရှိတဲ့အဆီတွေဆုလာတဲ့အခါမှာအဆုပ်ကိုကျုံသွားစေတတ်ပြီးတော့အသက်ရှူရခက်ခဲစေပါတယ်။ကိုယ်လေးချင်းများသူတွေရွေရောက်ပြီးသူတွေဟာဒီနေ့စဉ်လုံရှားမှုတွေအတွက်အသက်ရှူမဝါခြင်းကိုပုံမခံစားရတယ်လို့ဆိုထားပါတယ်။ကိုယ်လေးချင်းများလာတာနဲ့များအဆုပ်ရဲ့လက်အိတ်ငယ်တွေကျုံသွားတတ်ပြီးတော့အသက်ရှူလမ်းကြောင်းလုံရှားမှုကိုကန့်သက်လာတာ ခဏတာလမ်းလျှောက်ယုံများနဲ့အသက်ရှင်မပါခြင်းကိုဖြစ်စေနိုင်ပါတယ်။အဲ့ဒီပြင်ကိုလေးချင်းများခြင်းဟာအိပ်ပျော်နေစဉ်သက်ရှင်ချက်သွားတဲ့ယောဂါနဲ့ကိုလေးချင်းများသူတွေမှာသက်ရှင်နှဲတဲ့ယောဂါတို့နဲ့လည်းဆက်စပ်နေပါတယ်။အဲ့ဒီတွက်ညသောတဲ့အစားအစာပုံမှန်ကော်လလုံရှားမှုနဲ့ဆရာဝန်နဲ့ပြသပြီးတော့ကိုလေးချင်းချိန်ညင်ခြင်းဖြင့်သက်ရှင်ခြင်းနဲ့နှလုံးသွေးကြောကျန်းမာရေးကိုတည်တည်တသာမြင့်တင်ပေးနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်3ချက်ကတော့စိုးရင်ပူပန်မှုများခြင်းကြောင့်ပဲဖြစ်ပါတယ်။အသက်ရှင်မွားခြင်းဟာကျွန်တော်တို့ လန်ခနရှောက်လိုက်တာနဲ့အသက်ရှင်မသွားခြင်းဟာဓမ္မမို့မောပန်းခြင်းဟာရုပ်ဝန်းဆိုင်ရာပြဿနာတစ်ခုလေးကြောင့်ပဲဖြစ်ရတာမဟုတ်ပါဘူး။ဆိုရင်ပူပန်မှုများတဲ့ယောဂါကြောင့်လည်းဖြစ်နိုင်ပါတယ်။ဆီလိုရှာတဲ့အခါမှာဆိုရင်တော့ကများတဲ့အခါမှာဒီခန္ဓာကိုယ်ကနေအန်ဒရီနလိုင်းဟော်မုန်းတွေထုတ်လုပ်လိုက်ပါတယ်။အဲ့ဒီဟော်မုန်းတွေကနှလုံးခုန်လုံးနဲ့အသက်ရှင်နှုန်းကိုမြန်ဆန်စေပါတယ်။သူတို့ပြင်ကတော့စိတ်ထိခိုက်လွယ်တဲ့သူတွေမှာရင်မက်ထဲမှာတင်းကျပ်နေတဲ့လိုခံစားရတတ်တယ်။ပြီးတော့အသက်ရှင်မဝတဲ့လိုမောနေတဲ့လိုခံစားရတတ်ပါတယ်။ ကျွန်တော်ခံစားရခြင်းဟာအဆုံးနဲ့နှလုံးကျမ်းမာနေတောင်မှဖြစ်တတ်ပါတယ်။စိတ်ပီစီမှုရှော့ချနေတွေစိတ်ငြိမ်အောင်အသက်ရှူလေးခြင်းကပြုလုပ်ခြင်းနဲ့ကုလုံးခံယူခြင်းဖြင့်စိုးရင်ပူပန်မှုကြောင့်ဖြစ်တဲ့အသက်ရှင်မဝါခြင်းကိုထိန်းချုပ်နိုင်ပါတယ်။နံပါတ်၄ဘန်းနာရင်ကျက်ယောဂါကြောင့်လည်းဖြစ်တတ်ပါတယ်။ဗန္နာယောဂါဆိုတာကနာတာရှည်အသက်ရှူလမ်းကြောင်းရောင်ရမ်းပြီးတော့ကျင်းသွားတဲ့ယောဂါတစ်မျိုးပဲဖြစ်ပါတယ်။ကျလိုဖြစ်တဲ့အခါမှာအဆုတ်သေးကိုလေဝင်လေထွက်ခက်ခဲသွားစေပါတယ်။ က်ရှူကြက်တာတွေချောင်းဆိုးတာတွေအသက်ရှူမဝါခြင်းတော့ဒီပန်းနာယောဂါရဲ့အဓိကလက္ခဏာတွေပဲဖြစ်ပါတယ်ဒီလက္ခဏာတွေကလည်းကျင်ကန်းလောက်တဲ့အခါဓာတ်မတည့်တဲ့ပစ္စည်းတွေနဲ့ထိတွေ့တဲ့အခါဒါမှမဟုတ်ယာရီဥရုအေးတဲ့ခါမှာပိုပြီးတော့ဆိုးရလာတတ်ပါတယ်ပန်းနိုင်ရင်ကျယောဂါရောင်ရမ်းမှုကိုတက်တာစေတဲ့စီရိုက်ပါတဲ့ရှူစေးတွေတက်ရှူလမ်းကြောင်းကျင်းနေတာကိုပြေလျှော့စေတဲ့ဒီရှူစေးတွေနဲ့ကုသနိုင်ပါတယ်။ဘာတွေကပန်းနိုင်ရင်ကျကိုပိုဆိုးစေတယ်လဲဆိုတာကိုသိရှိပြီးတော့ရှောင်ကျင်ခြင်းအားလဲဒါထိန်းချုပ်ခြင်းမျိုးပဲဖြစ်ပါတယ်။ န္နာယောဂရှိသူတွေဟာဆရာဝန်နဲ့ပုံမှန်ပြသပြီးတော့ယောဂချင်တွေကိုဆောင်ကြဉ်တင်ပါတယ်။နံပါတ်၅ချက်ကတော့နှလုံးအလုံးလုံးနိုင်ခြင်းပဲဖြစ်ပါတယ်။နှလုံးအလုံးလုံးနိုင်ခြင်းဆိုတာကနှလုံးကသွေးကိုထိထိရောက်ရောက်မညစ်ထုံနိုင်တော့တဲ့အခြေအနေကိုဆော်လို့ခြင်းပဲဖြစ်ပါတယ်။ဒီလိုဖြစ်တဲ့အခါမှာအဆုတ်ထဲမှာအရည်တွေဆူလာပြီးတော့တရှိမဝါခြင်းကိုဖြစ်စေပါတယ်။လက္ခဏာရှုပ်တဲ့အခါမှာပြီးတော့ပုံမှန်လှုပ်ရှားမှုတွေလုပ်တဲ့အခါမှာတောင်မှသက်ရှင်မဝရတာလေအရာတွေလင်းလျောင်းနေရင်တောင်မှသက်ရှင်မဝခြင်းမျိုးတွေဖြစ်တတ်ပါတယ် လုံးချိမယ်ခြေထောက်နဲ့ခြေကျင်းဘက်မှာရောင်ရမ်းမယ်စတိုက်ချောင်ဆိုးခြင်းတော့လည်းဖြစ်တတ်ပါတယ်ခြေမီယောဂါရှာဖွေပြီးတော့စကေဝါးရည်ခြင်းထမှုပုံစံပြောင်းလဲခြင်းတွေတစ်ခါတည်းမှာခွဲစိတ်ကုသမှုခံယူခြင်းဖြင့်ဘဝနဲ့တမှုအရေးသွေးကိုမြင့်တင်ပေးနိုင်မှာဖြစ်ပါတယ်နံပါတ်6ကတော့နှလုံးတက်ခတ်ခံရခြင်းတင်းပြောမယ်ဆိုလို့ရှင်တော့နှလုံးရခြင်းပဲဖြစ်ပါတယ်ဟက်တက်လို့လည်းခေါ်ပါတယ် နှလုံးတိတ်ခတ်ခံရခြင်းဆိုတာကနှလုံးသွေးကြောတွေထဲမှာတွေးခဲပိတ်ဆို့သွားပြီးတော့နှလုံးကြွက်သားစီကိုတွေးစီစင်းမွေးရပ်တန့်သွားတဲ့အခါမှာဖြစ်ပေါ်ပါတယ်။ဒီလိုဖြစ်တဲ့အခါမှာနှလုံးကြွက်သားစီကိုအောက်ဆီဂျင်မရောက်တော့ဘဲနဲ့ရံပတ်အောင်နာတွေရံပတ်မှာဖိအားများလို့ခံစားရတာတွေအသက်ရှူမဝတာတွေခေါင်းမူတာတွေပြော့အန်တာတွေစားတဲ့လက္ခဏာတွေပေါ်လာတတ်ပါတယ်။တဲ့ရကြီးနေသူတွေဓမ္မမောဒီစီတိုယောဂါရှိသူတွေမှာဆိုလို့ရှင်တော့အသက်ရှင်မဝခြင်းတစ်ခုတည်းသာလက္ခဏာဖြစ်ပြသတတ်ပါတယ် နှလုံးတက်ခတ်ခံရခြင်းအရေးပေါ်စိတ်ကူတမှုလိုအပ်တဲ့အခြေအနေတစ်ခုလေးဖြစ်ပါတယ်။ဒီလိုလက္ခဏာတွေခံစားရမယ်ဆိုလို့ရှိရင်တော့ဆေးရုံကိုအမြန်ဆုံးတွားရောက်ပြသတင်ပါတယ်။နံပါတ်9ကတော့ COPD လို့ခေါ်တဲ့နာတာရှည်အဆုတ်ယုံယောဂပဲဖြစ်ပါတယ်။ COPD ဆိုတာကနာတာရှည်အဆုတ်ယောဂတစ်မျိုးဖြစ်ပြီးတော့ဆေးလိကြာရှည်တောက်တုံးနေသူတွေ၊ဒါမှမဟုတ်လေလုံးညဉ့်ဉန်းမှုကိုတာရှည်စွာထိတွေ့တဲ့သူတွေမှာအဖြစ်များပါတယ်။ ယောဂအစုတ်သေးကလည်းအငယ်တွေကိုပျက်စီးစေပြီးတော့တက်ရှူလမ်းကြောင်းကိုကျင်းသွားစေခါတက်ရှူမဝရတဲ့နာတာရှင်ချောင်းဆိုးတာတွေကျန်ဘက်ပုံးဝင်ခြင်းတွေဖြစ်တတ်ပါတယ် COPD ကိုအပြည့်နိုင်ပျောက်ကင်းအောင်ကုသနိုင်တဲ့ယောဂမဟုတ်ပေမဲ့ဆဲလေးဖြစ်တာတွေဆရာဝန်ညွှန်ကြားတဲ့တက်ရှူလမ်းကြောင်းကျေစေတယ်တနည်းပြောမယ်ဆိုလို့ရှင်တော့ steroid ရှူစေးတွေသုံးစေးတာတွေတက်ရှူလေးချင်ကပြုတ်လုပ်ခြင်းဖြင့်ယောဂလက္ခဏာတွေကိုတသက်သာဆင်းနိုင်မှာပဲဖြစ်ပါတယ် မရှိအချက်နဲ့နေရတော့နမောနီယာတော့ခေါ်တဲ့ဆုတ်ရောင်ယောဂပဲဖြစ်ပါတယ်ဆုတ်ရောင်ယောဂဆိုတာကပဒိရိယာတွေဘန်ရတဲ့မှုတွေကြောင့်ဖြစ်တတ်တဲ့အဆုတ်ပိုးဝင်ယောဂတစ်မျိုးဖြစ်ပါတယ်ဒီယောဂကြောင့်အဆုတ်ထဲမှာရောင်ရမ်းပြီးတော့အရည်တွေဆိုးလာပြီးတော့တက်ရှူရခက်ခဲစေတာပဲဖြစ်ပါတယ်တက်ရှူမဝရတာတွေခြင်ဘက်အောင့်လာတဲ့အဖျားတက်တာတွေချွတ်တလေးပါတဲ့ချောင်ဆိုးခြင်းစားတဲ့လက္ခဏာတွေဖြစ်ပေါ်တတ်ပါတယ်ဆုတ်ရောင်ယောဂဟာဒီတာမန်အဆင်းကနေအသက်နေဆိုးရင်ရတဲ့အဆင်းနှင်းနိုင်ပြီးတော့ ထို့သဖြင့်ကတော့အသက်ကြီးသူတွေပေါ့နော်ပြောရရင်ကိုခံအားနည်းတဲ့သူတွေမှာပို့ပြီးပြင်ထန်နေပါတယ်။ယောဂချင်းနဲ့လည်းပဏိစီဝါဆေးတွေပဏိစီဝါတွေဒါမှမဟုတ်ဆေးရုံတဲ့ကုသမှုခံယူဖို့လိုအပ်နိုင်ပါတယ်။ကျွန်တော်ခုပြပြတဲ့အကြောင်းအရာလေးကတော့လက္ခဏာလျှောက်ပြီးဆိုတာနဲ့မောပန်းတယ်လို့ခံစားရတယ်ဆိုလို့ရှင်ဒီချင်းနေကြောင့်ဖြစ်တတ်တယ်ဆိုတဲ့အချက်တွေကိုပြပြပေးခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖန်လေးတွေကိုနားထောင်ပြီးတော့ကြာတော့ဂျာမန်ရဲ့အကျိုးကျေးဇူးဆောင်တရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ် ကျမရဲ့အကျိုးကျေးဇူးစုံတရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထက်လုံးဝသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ကျမရဲ့ဘုဒ္ဓတာတွေတော်ပါပြီ။စိတ်ချမ်းသာခြင်း၊ကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေ။